အခုဦးနိုင်ကပထမဦးဆုံးဒါလူလေးဆောင်ရင်းနဲ့ဦးနိုင်ရဲ့မိတ်ဆွေတွေကိုဗာပြပေးမလဲဆိုတော့နော်ခွန်ပေါ့နော်ခွန်နဲ့ပတ်သက်ပြီးတော့ဒီစိုက်ကလေးတွေကနေပြီးတော့ခွန်ကိုလုံးကြမယ်ဆိုတဲ့စနစ်ကလေးကိုဦးနိုင်ကပြပေးမှာပေါ့နော်အိုးထိပ်ပရေကို3 3ည8တုံညာထိပ်ပရေ3ည3ညခွန်တစ်ထိပ်ပရေ3 3ည6ဆိုပြီးတော့အဲဒီ frame ကိုတည်တယ်ပေါ့တည်တော့ဒါနှစ်ဆမှာအဲ့ဒီ C line တွေကနေပြီးတော့ ခွန်ကအကုန်လုံးကြမယ်ဆိုပြီးဦးနိုင်ပြခဲ့တယ်၄၃ညာလေးအာ၆ရှစ်လေးအာမွေးရမယ်ဆိုပြီးဦးနိုင်ပြခဲ့တယ်ပေါ့နော်ကဲဟုတ်ပြီအဲ့တော့ဒီ၄၃ညာလေးအာနဲ့၆ရှစ်လေးအာကဘယ်စနစ်နဲ့လဲဆိုတော့အဲ့ဒီအဲထဲမှာဖြစ်စဉ်ကိုတည်လိုက်တယ်တည်ပြီးတာနဲ့တစ်ထိတ်၆ခါရဲ့အောက်ကဒီ၃ညာ၃၃ညာဆိုတဲ့ကဏ္ဍသည်၆ခါပရိတိရဲ့တပွဲတော်ကိုကြားတယ်ဒီကဏ္ဍသည်အကွက်ရွှေဖြစ်နေကြားပြီးတယ်သူ့ရဲ့ဇောင်းကဒီကဏ္ဍသည်သူ့ရဲ့နောက်တဲ့နှစ်မှာမွေးကဏ္ဍဖြစ်နေလိုက်ထွက်တယ်ဒုတိယကံမှာလည်းအဲ့လိုပဲတစ်ထိတ် တိတိ6ထည့်ရဲ့အောက်က3ည4တုံညဆိုတဲ့ကဏ္ဍသည်6ခါတုံညပရိရဲ့တပွဲကြော်ကိုကြားတယ်ကြားပြီးကြတယ်သူ့ရဲ့ဒီဆောင်ကဒီကဏ္ဍသည်သူ့ရဲ့နောက်တဲ့နေ့မှာမွေးကဏ္ဍဖြစ်နေလိုက်ထွက်တယ်တတိယကမှာတိတိ6ထည့်ရဲ့အောက်က636ဆိုတဲ့ကဏ္ဍသည်6ခါဦးပရိရဲ့တပွဲကြော်ကိုကြားတယ်ကြားပြီးတော့မှသူ့ရဲ့ဆောင်မှာရှိတယ်684ဆိုတဲ့ကဏ္ဍသည်ဒါ2025မှာမွေးကဏ္ဍဖြစ်နေကြမယ်ဆိုပြီးတော့ဒါဦးနိုင်ကနှစ်ဆမှာပြခဲ့တယ်ဒါကမွေးကဏ္ဍအကွက်ရှိမွေးကဏ္ဍလေးတွေကိုဒီဇိုင်းခန်းနေပြပေးတာနော် နောက်တစ်မျိုးကကြတော့ဥနိုင်တို့ဒီမှာเนาะဒီသုံးပေါင်းခြင်းเนาะဒီသုံးလုံးပေါင်းခြင်းငါးငါးကိုနောက်ပေါင်း၅လို့ကစားတယ်နောက်ပေါင်း၅လို့ကစားပြီးတော့မှ51နောက်တွဲလို့ဒီဖြစ်ထည့်ပြီးတော့မှဒီနှလုံးခွန်ကြောင့်เนาะဒီနှလုံးပေါင်းခြင်းခွန်ကြောင့်အဲ့ဒီခွန်ဒီနော်အဲ့ဒီခွန်ဒီ383လို့ကြားတဲ့နှစ်ထင်းမှာခွန်ဆိုတဲ့ထိပ်စီးပြီးဒီမှာတစ်ကြိမ်ထွက်မယ်ဒီမှာတစ်ကြိမ်ထွက်မယ်နော်နှစ်ကြိမ်ပဲကစားတယ်မရှိတော့ အဲ့လိုနှစ်ချိန်ပဲကစားပြီးရတယ်သူ့ရဲ့နောက်တဲ့နှစ်မှာနော်သူ့ရဲ့နောက်တဲ့နှစ်မှာခွန်ဒီခုနှစ်လုံးကြာမှာပေါ့နော်ခွန်ကခုနှစ်လုံးကြာမယ်ဒီမှာတစ်လုံးနှစ်လုံးသုံးလုံးလေးလုံးနော်အော်ဖုန်းခေါ်လာနေတယ်မှာစကားပြောရရင်မှားကုန်မှာနော်အဲ့တော့ဒီသုံးလုံးပေါင်းခြင်းကဒီသုံးလုံးပေါင်းခြင်းကနောက်ပေါင်းက51နောက်တွဲလို့ကြာခဲ့လို့မို့ဒီနှလုံးခွန်ဒီ တနေ့နှစ်နှစ်သုံးနှစ်မြောက်ထဲမှာခွန်ထိတ်စည်းတည်သူနှစ်ချိန်ပဲကြာမှာဒီမှာတစ်ချိန်ဒီမှာတစ်ချိန်နှစ်ချိန်ကြာတယ်အဲ့နှစ်ချိန်ကြာပြီလားနဲ့ငါဖြစ်ချင်းကြောင့်ငါဆိုတဲ့ကဏ္ဍဒီဒီနှလုံးခွန်ကြောင့်ခုနှလုံးကြာမှာငါဒီဒီမှာတစ်လုံးနှစ်လုံးသုံးလုံးလေးလုံးငါးလုံး၆လုံးခုနှလုံးငါဒီခုနှလုံးကြာတယ်နော်ဒုတိယကတ်မှာဒီ၃လုံး၆နောက်ပေါင်း၆67နောက်တွဲလို့ဖြစ်လို့ဒီနှလုံး၈ကြောင့်တနေ့နှစ်နှစ်သုံးနှစ်မှာ၈ရက်စီဒီနှလုံးမှာနှစ်ချိန်ပဲထွက်တယ်ထွက်ပြီလားနဲ့ဒီဘက်နှစ်မှာဒီ၆ဒီ၈လုံးကြာ နော်6က8လုံးကြာမှာဆိုတော့ဒီမှာ2လုံး4လုံး6လုံး8လုံး8လုံးမရှိတော့ဘူးเนาะဟုတ်ပြီဒါဆိုရင်နှစ်လုံးဒီတတိယကတ်မှာဒီ3လုံးပေါင်းချင်းခွန်နောက်ပေါင်းခွန်87နောက်တွဲလို့ကြာလို့ဒီနှလုံး9ကြောင့်တစ်နှစ်နှစ်နှစ်3နှစ်မြောက်မှာ9ထိပ်စီးရလေဒီမှာတစ်ကြိမ်နှစ်ဆမှာတစ်ကြိမ်နှစ်ကြိမ်ပဲကြာတယ်9ထိပ်စီး2ကြိမ်ကြာလို့မို့ဒီဒီ3လုံးခွန်နောက်ပေါင်းခွန်ခွန်လို့ဖြစ်ခဲ့လို့ခွန်ဒီဒီဘက်နှစ်မှာ9လုံးကြာမယ်ဆိုပြီးတော့ဒါဦးနိုင်ကပြောခဲ့တယ်ခွန်9လုံးကြာမယ်စနေထဲမှာခွန်ဒီအခုဒီမှာနှလုံး3လုံး5လုံး 6လုံး9လုံးနော်9လုံးဆိုဒီနားမှာ3လုံးကြတယ်ဆို8လုံးအဒီမူရသည်ဒါခွန်က3လုံးကျန်ဒါဒီမူရက9လုံးကျန်တယ်အဲ့ဒီမှာမွေးကနန်းကဘာဖြစ်လာလဲဆိုတော့ဒီ3လုံးငါနောက်ပေါင်းက51လို့ဖြစ်လို့ဒီကနန်းဒီလေးနှစ်ခွန်ဆိုတဲ့ကနန်းဒီတနည်းနည်းသုံးနည်းလေးနှစ်မြောက်မှာလဲလိုက်ထွက်တယ်တွေ့ရနောက်တစ်နှစ်မှာလဲလိုက်ထွက်တယ်ဒုတိယကမှာဒီလို6နောက်ပေါင်း6 61လို့ဖြစ်လို့4 4 1ဆိုတဲ့ကနန်းဒီတနည်းနည်းသုံးနည်းလေးနှစ်မြောက်မှာလဲထွက်တယ်နောက်တစ်နှစ်မှာလဲလိုက်ထွက်တယ် ဒါဆိုရင်နောက်တော့အခုဒီမှာဒီ၃လုံးခွန်နောက်ပေါင်းခွန်87လို့နောက်တည်းဖြစ်ခဲ့လို့၄၃ည၄ဆိုတဲ့ကညာဒီတနည်းနှစ်နှစ်၃နှစ်၄နှစ်မြောက်မှလည်းလိုက်ထွက်တယ်သူရနောက်တဲ့နှစ်မှလည်းလိုက်ထွက်ရမယ်ဆိုပြီးတော့ဒါ၄၃ည၄အာ68လေးအာမွေးကနန်းနဲ့ခွန်9လုံးကြမယ်ဆိုတဲ့စနစ်ကိုဒါကြတော့ခွန်10လုံးကြမယ်ဆိုတဲ့စနစ်နဲ့ခွန်6ခွန်မွေးကနန်းနော်ခွန်6ခွန်မွေးကနန်းကိုဒီပွဲမှာဦးနိုင်ကကစားခြင်းတာခွန်10လုံးကြမယ်ဆိုတဲ့စနစ်နဲ့ခွန်6ခွန်မွေးကနန်းဒီဒီပွဲမှာသူကစားမှာ ၃၆နှစ်က၃၆နှစ်လို့သူထည့်တယ်ဒီမှာတကတ်ရှိတယ်၄၅က၄၅၅လို့ဒီမှာထည့်တာနော်၃ချိန်မှာဒီမှာတကတ်ရှိတယ်68400 864လို့အဲ၃ချိန်မှာနှစ်နှစ်ချပြီးထည့်တာဒီမှာတကတ်ရှိတယ်ဒါ၃ကတ်ပေါ့နော်၃ကတ်ပဲရှိတယ်ပြမယ်ဆိုရင်ကတော့ဒီမှာစီးလိုက်နေရတော့အကြီးကြီးပဲပေါ့နော်အဲ့တော့မလိုအပ်တဲ့တောင်လေးတွေကိုလည်းထည့်မပြတော့ဘူးအဲ့တော့အဲ့လိုဖြစ်စဉ်ကိုတည်လိုက်တယ်ဒီကနန်းကဒီမှာ နှစ်နှစ်ချပြီးကစားတယ်ကစားပြရတယ်ဒီသုံးလုံးပေါင်းချင်းရှစ်ဒီသုံးလုံးကိုးဆိုတာလေးကိုမှတ်လာကြတယ်နော်ဒီကနေ့ကဒီမှာကစားတယ်ဒီသုံးလုံးရှစ်ဒီသုံးလုံးကိုးလို့သူထည့်နော်ဒီကနေ့ကလည်းဒီမှာအကွက်ရှစ်ဖြစ်နေကစားတယ်ဒီသုံးလုံးပေါင်းချင်းရှစ်ကဒီလိုကိုးလို့ထည့်တယ်ရှစ်နဲ့ကိုးနဲ့ကသူကအထောက်ယူမှာအဲ့ဒီလိုတွေကစားပြရတယ်အဲ့ဒီလိုတွေကစားပြရတယ်နော်ရှစ်နဲ့ကိုးနဲ့လို့ကစားပြရတယ်သူ့ရဲ့ဒီနောက်တဲ့နှစ်မှာ ဒီလိုရှိဒီလိုကိုလိုကစားပြီးသူ့ရဲ့နောက်တဲ့နေ့မှာခွန်ထိတ်စီးသည်တစ်ကြိမ်၂ကြိမ်၃ကြိမ်ပဲထွက်တယ်နော်ဒီမှာလဲအဲ့လိုပဲဒီလိုရှိဒီလိုကိုလိုကစားလို့သူ့ရဲ့နောက်တဲ့နေ့မှာခွန်ထိတ်သည်၃ကြိမ်ပဲထွက်တယ်နော်ဒီမှာလဲဒီမှာရှိဒီမှာကိုလိုကစားလို့နောက်တဲ့နေ့မှာခွန်ထိတ်စီးသည်တစ်ကြိမ်၂ကြိမ်၃ကြိမ်ပဲထွက်တယ်ဟုတ်ပြီအဲ့ဒီလိုထွက်ပြီးတာနဲ့နော်ဂျားရဲဟာလေးတွေကိုလည်းကြော်လိုက်တော့မယ်နော်ဒီသုံးလုံး၄နောက်ပေါင်း၉အဲ့လိုကစားပြီးတယ်သူ့ရဲ့နောက်တဲ့နေ့မှာခွန်ဆိုတဲ့ကနေကဒီတစ်လုံးနှလုံးသုံးလုံးလေးလုံးငါးလုံးခြောက်လုံးခုနှစ်လုံးရှစ်လုံးကိုလို့ အိုးလုံးပြီးတော့သူ့ရဲ့အောက်မှာဒီမှာတလုံး၁၀လုံးလို့ကစားတယ်ခွန်၁၀လုံးကစားတယ်ဒါဆိုရင်ဒုတိယကပ်မှာလည်းဒီတုံးတုံးလုံးပေါင်းချင်း၄နောက်ပေါင်းကိုဒီဘက်နှစ်မှာခွန်ဒီ၁၀လုံးကစားမှာတလုံး၂လုံး၃လုံး၄လုံး၅လုံး၆လုံး၆လုံး9လုံး6လုံး9လုံး10လုံးကစားတယ်เนาะကဲကောင်းပြီဒါဆိုရင်နဲ့တို့ဒီမှာကောเนาะဒီ3လုံးပေါင်း4နောက်ပေါင်း9လို့ကစားတယ်ကစားတော့ဒီဘက်နေမှာခွန်က10လုံးကစားမှာဆိုတော့ဥနဲ့ငါခွန်ကရည်ပြခဲ့တာ10လုံးရှိပြီ10လုံးဆိုတော့ခွန်က2လုံးကျင်တယ်เ ကြံနေတဲ့နှလုံးကိုဦးနိုင်ကဒီဘွဲမှာအပူအခွဖြစ်နေကိုကစားလိုက်ရှင်တော့နော်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီခွန်ဆယ်လုံးကစားတဲ့နှစ်ထဲမှာခွန်အပူဒီဒီမှာတပူးကြတယ်ဒီမှာတပူးကြတယ်ဒီမှာတပူးကြတယ်ခွန်အပူဒီ၃ဘွဲပါဒုတိယကမှလည်းခွန်အပူဒီဒီမှာတပွဲကြတယ်ဒီမှာတပွဲကြတယ်ဒီအောက်မှာတပွဲကြတယ်ခွန်အပူဒီ၃ဘွဲကြတယ်အဲ့တော့ဦးနေတို့ဒါနှစ်စာရပြောခဲ့တာနော်ခွန်အပူ၃နှစ်ဒီ2025မှာခွန်အပူဒီ၃ခါကြာမှာဒီမှာတစ်ခါကြာပြီဒီမှာတစ်ခါကြာပြီ ော့ခွန်ဘူးကတချိန်ကျန်နေတာအဲ့တော့ခွန်ဘူး၃ချိန်မှာဒီတချိန်ကိုတော့ဒါဥနိုင်ရဲ့မန်ဘာအဖွဲ့ဝင်မိတ်ဆွေတွေကိုတုံးခုန်ခုန်မွေးကနန်းလေးပေါ့နော်ဒါဥနိုင်တို့ဒါအောင်ခဲ့တယ်ပေါ့အဲ့တော့အခုကျန်နေတဲ့ခွန်ဘူးကိုဥနိုင်ကကစားလိုက်ရှင်တော့ဒါအဲ့တော့ဘလို့ကစားပါလဲရှင်တော့ပထမကတ်မှာဒီကနန်းကဒီကိုရွှေ့ပြီးတာနဲ့နော်သူနဲ့တိုင်မြဲกว่าဝေးတူတူမှာတုံညာခါတုံညာထိတ်လို့ကစားပြီးဒီမှာတုံညာပရိတ်ရိုက်တယ်ဒုတိယကတ်မှာလည်းတုံညာခါတုံညာထိတ်တုံညာပရိတ်ရိုက်တယ်တတိယကတ်မှာလည်းတုံညာခါတုံညာထိတ်တုံညာပရိတ်လို့ရိုက်တယ် အဲ့ဒီလိုတုံညတွေထောက်ခဲ့တဲ့အတွက်နော်ဒီတုံညဒီလိုတုံညဒီလိုဗရိတ်တုံညလို့ထောက်ခဲ့လို့သူ့ရဲ့နောက်တဲ့နှစ်မှာဘွေမောင်းကုံတုံညလို့ထောက်တုံညလို့ထောက်ပြီးတာနဲ့နော်ဒီနောက်ပေါင်း၄၄ပါပါကိုးပရိတ်လို့ကစားတဲ့အတွက်ဘွေပုံစံတုံညလို့ထောက်ပြီးတာနဲ့ကိုးဖြစ်ရှင်အောင်ကိုးပရိတ်လို့ထောက်ပြီးတာနဲ့သူ့ရဲ့တပွဲကျော်ကခွန်အပူးနဲ့ကနန်းနော်ဒီကိုးပရိတ်ကကိုးပရိတ်လို့ထောက်ပြီးတာနဲ့သူ့ရဲ့တပွဲကျော်ကခွန်အပူးအခွန်နဲ့ကနန်းခွန်သုံးခွန်ဒီဒီနေရာလေးကိုလာထွက်တယ် သူထွက်တော့မဲ့အချိန်မှာဒီသုံးလုံးပေါင်း၈ဒီသုံးလုံးပေါင်း၉လို့ဖြစ်ခဲ့တဲ့အတွက်ခါသုံးလုံး၈နောက်ပေါင်း၉လို့ဖြစ်တာရဲ့တပွဲကြော်မှာဒီကဏ္ဍဒီဒီမှာလာထွက်တယ်။ဒါပထမတကက်ဒုတိယကမှလည်းအဲ့လိုပဲဒီကဏ္ဍဒီကိုရွှေ့တယ်တိုင်မြင်ကွာဝေးအတူတူမှာတုံညာခါတုံညာထိတ်တုံညာပရိရိုက်လို့သူရဲ့နောက်တဲ့နှစ်မှာဘူမောက်ကုံတုံညာလို့ဖြစ်တယ်တုံညာလို့ဖြစ်ပြီးတာနဲ့နောက်ပေါင်း9 9ပါပါပရိတုံညာလို့ကစားတဲ့အတွက်ဒီတုံညာပရိကဒီနေရာမှာတုံညာပရိလို့ခံပြီးတာနဲ့သူရဲ့တပွဲကျော်မှာရှိတဲ့ခွန်နှလုံးပူးတဲ့ကဏ္ဍဒီဒီနေရာကိုလာထွက်တယ် သူထွက်တော့မဲ့အချိန်မှာလည်းဒီသုံးလုံးပေါင်းချင်း၈ဒီသုံးလုံးပေါင်းချင်း၉ကြောင့်နော်ဒီခန်းသုံးလုံး၈နောက်ပေါင်း၉လို့ဖြစ်တာရဲ့တပွဲကြောမှာဒီကနန်းလေးဒီဒီမှာလာထွက်တယ်။ကဲဟုတ်ပြီ။ဒါဆိုရင်ဥနဲ့တို့ဒီတတိယအကတ်မှာဒီကနန်းကလည်းဒီမှာထွက်ပြီးတုံညာခါတုံညာထိတ်ကြောင့်တုံညာပရိတ်လေးရိုက်ပြီ။အဲ့လိုရိုက်ပြီးတာနဲ့သူ့ရဲ့နောက်တစ်နှစ်မှာဘီမောက်ကုံတုံညာလို့လည်းသူကစားတယ်။အဲ့လိုကစားတော့ဒီနောက်ပေါင်း၆၆ပါဝါတိပရိတ်လို့ကစားတဲ့အတွက်ဒီပရိတ်တစ်ကလည်းဒီနေရာမှာတိပရိတ်လို့ထောက်တဲ့အတွက်သူ့ရဲ့တပွဲကြောက ခွန်ချောက်ခွန်ဆိုတဲ့ကဏ္ဍသည်နော်ခွန်ချောက်ခွန်ဆိုတဲ့ကဏ္ဍသည်ဒါဥနဲ့ကဒီ2025မှာမွေးကဏ္ဍဖြစ်နေပြောခဲ့တယ်ပြောခဲ့တော့ဒီနေရာလေးကိုကစားချင်တော့တာဒီ၃လုံး၈ဒီ၃လုံး၉လို့ဖြစ်လို့ခါ၃လုံးပေါင်းချင်း၈နောက်ပေါင်း၉လို့ဖြစ်တာရဲ့တပွဲကြောမှာဒီခွန်ချောက်ခွန်ဆိုတဲ့ကဏ္ဍကိုခွန်ချောက်ခွန်လို့ဒါဥနဲ့ကထည့်ချင်တယ်ဒါကဒီ line နေကနေပြီးတော့စနစ်တစ်မျိုးယူပြတာကောင်းပြီနော်ဒါဆိုရင်ဒီမှာရှိတဲ့ခွန် အဘူခကနဒီမှာထည့်တဲ့ချိန်မှာ၃လုံး၈နောက်ပေါင်းကိုတပွဲကျော်ကိုထည့်တယ်။ဒီမှာရှိတဲ့ခွန်အဘူကနဒီမှာထည့်တဲ့ချိန်မှာ၃လုံး၈နောက်ပေါင်းကိုရဲ့တပွဲကျော်ကိုထည့်တယ်။ဒီမှာရှိတဲ့ခွန်အဘူကနကိုဒီမှာထည့်တော့မယ့်အချိန်မှာ၃လုံး၈နောက်ပေါင်းကိုရဲ့တပွဲကျော်ကိုထည့်လိုက်တယ်လို့ဒါပထမတမှုဟုတ်ပြီနောက်တစ်ခုဦးနဲ့ဗာပြောခဲ့လေဆိုဒီမှာခွန်ထိပ်စီးဒီနေ့ထဲမှာ၃ငါကြမယ်လို့ကစားခဲ့တယ်။ခွန်ထိပ်စီး၃ငါကြတော့မယ့်အချိန်မှာနောက်ပိတ်ဆုံးကြတဲ့ခွန်ထိပ်ဒီခွန်၃ညာရှိ အဲ့ဒီခွန်တုံညာရှိကလည်းအဲ့ဒီနေထဲမှာဒီမှာလိုက်ထွက်တယ်။သူထွက်တော့မဲ့အချိန်မှာငါးပရိတ်လိုပုံသေးခံမဲ့63လိုခွာတယ်။ခွာရရဲ့မြင်းကုန်မှာထွက်တယ်။ဒုတိယကမ်းမှာလည်းအဲ့လိုပဲခွန်သေးစီ3ကရတယ်။ဒီခွန်6တစ်ဆိုတဲ့ကနန်းဒီအဲ့နေထဲမှာလိုက်ထွက်တယ်။ထွက်တော့မဲ့အချိန်မှာလည်းငါးပရိတ်ပုံသေးခံတယ်63လိုခွာတယ်။ခွာရရဲ့မြင်းကုန်ကိုထွက်တယ်။ဒါဆိုရင်ခုနကတို့ဒီမှာဒီနေထဲမှာခွန်သေးစီဒီတစ်ကြိမ်၊နှစ်ကြိမ်၊၃ကြိမ်လိုသူထွက်တယ်။၃ကြိမ်ထွက်တယ်ဆိုတော့ဒီ၃ကမ်းမှာဒီနောက်မိတ်ဆုံးပထမကမ်းမှာတော့နောက်ဆုံးခွန်သေးကနန်းတွေထွက်တယ်။ ်အခုသုံးကန်းမှာ तू ကနောက်ဆုံးကန်းထွက်မယ်ဆိုရင်ခွန်ရှိခွန်ဆိုတဲ့ကန်းန်းဒီငါးပရိတ်လို့ထောက်တယ်63လို့ခွာတယ်ဒီနေရာကိုထွက်လို့ရတယ်အဲ့တော့ခွန်ရှိခွန်ပဲထွက်မှာလားနော်ဒီခွန်ခွန်65ပဲထွက်မှာလားခွန်66ခွန်ပဲထွက်မှာလားဒီခွန်ထိတ်3ချိန်နေရာတစ်ချိန်ထွက်ရမယ်အကယ်၍ तू လှည့်မယ်ဆိုရင်ကတော့ခွန်66ခွန်လည်းထွက်လို့ရတယ်ခွန်65လည်းထွက်လို့ရတယ်ခွန်ရှိခွန်လည်းထွက်လို့ရတယ်နော်အဲ့တော့ဦးနိုင်ကတော့ခွန်ရှိခွန်နဲ့ခွန်65ကိုမရွေးတော့ဘူးပေါ့နော်မရွေးတော့ဘဲနဲ့ဦးနိုင်ကတော့ဒါခွန်6ခွန်ဆိုတဲ့ကဏ္ဍလေးကိုပဲ ဒီဘွဲမှာကြိုက်တဲ့အတွက်ကိုဒါဒီဒီစိုက်ခဲကနေပြီးတော့ထည့်ပစ်လိုက်တယ်ကြိုက်တဲ့မေးစုတွေကအာထုတ်လိုက်နော်အဲ့တော့ခွန်ရှစ်ခွန်နဲ့နော်ခွန်ရှစ်ခွန်နဲ့ခွန်ချောင်းငါးကိုလည်းကြိုက်တဲ့မေးစုတွေကထိုးလိုက်ပါဒါဦးနိုင်ရဲ့ member card ထဲမှာအဲ့တော့ဒီစနေထဲမှာကကြတော့ဒါနှစ်စာတွေကဦးနိုင်ပြောခဲ့တယ်၃ညာ၄ခွန်ပတ်လည်းအာမွေးရမယ်ဒီမူထဲမှာခွန်ဆိုတဲ့ကဏ္ဍဒီစက်နှလုံးကြမယ်ဆိုပြီးဦးနဲ့ပြောခဲ့တယ်เนาะဒီစက်နှစ်ထဲကနေပြီးတော့เนาะအဲ့တော့ဒါအကျေတော်ဝင်တော့ဦးနဲ့ရှင်းမပြတော့ဘူးเนาะအဲ့တော့ကိုထိတ် ကိုခါဒီသုံးလုံးကိုလို့ဖြစ်တယ်။တုံညာထေတုံညာခါဒီသုံးလုံးကိုလို့ဖြစ်တယ်။တစ်ထေတစ်ခါဒီသုံးလုံးတလို့ဖြစ်တယ်။နော်ကိုတုံညာတစ်ကိုတိုင်မင်ကိုတည်လိုက်တယ်။တည်ပြီးတာနဲ့တကယ်သူလက်တိုင်မင်ကွာဝေးတူတူမှာဒီသုံးလုံးပေါင်းချင်း6လို့ဖြစ်ပြီးတာနဲ့တစ်40ပတ်လဲကြတယ်သူရဲ့နောက်တစ်နှစ်မှာ240ပတ်လဲကြမယ်။ဒီသုံးလုံးပေါင်းချင်း6လို့ဖြစ်တာနဲ့တစ်တုံညာလေးပတ်လဲကြတယ်သူရဲ့နောက်တစ်နှစ်မှာ2တုံညာလေးပတ်လဲကြတယ်။နော်အဲ့တော့ဒီသုံးလုံးပေါင်းချင်း6လို့ဖြစ်လို့ တစ်တုံညာလေးပတ်လဲကြပြီဒီနှစ်လေးတုံညာဆိုတဲ့ကဏ္ဍပတ်လဲအကြရအောင်မယ်ပေါ့ဒါလည်းမလာသေးဘူးမကြိုက်တဲ့မိတ်ဆွေတွေထိုးလို့ရတယ်အဲ့ဒီတော့အဲ့ဒီနှစ်ထဲမှာသူကဘာလို့ဒီကစားခဲ့တာလဲဆိုတော့ဒီ140ပတ်လဲကြပြီနဲ့သူရဲ့နောက်တဲ့နှစ်မှာခွန်ဆိုတဲ့ကဏ္ဍဒီဒီမှာတစ်လုံးနှစ်လုံးသုံးလုံးလေးလုံး၅လုံး၆လုံး၇လုံး၈လုံး၉လုံး၁၀လုံး၁၁လုံးနော်၁၁လုံးဒီမှာ၁၂လုံးမရှိတော့နော်ဟုတ်ပြီဒါဆိုရင်ဦးနဲ့တို့ဒီမှာ140ပတ်လဲကြပြီသူရဲ့နောက်တဲ့နှစ်မှာခွန်ဆိုတဲ့ကဏ္ဍဒီတစ်လုံးနှစ်လုံး 3လုံး4လုံး5လုံး6လုံး9လုံး10လုံး11လုံး12လုံး12လုံးအတိအကျထွက်တာပေါ့နော်ကောင်းပြီဒါဆိုရင်ခုနကတို့ဒီမှာ1တုံညာ4ဆိုတဲ့ကဏ္ဍပတ်လေးကြာပြီပြီသူရဲ့နောက်တဲ့နှစ်မှာခွန်က12လုံးထွက်မှာဆိုတော့အခု10လုံးထွက်ပြီ10လုံးထွက်ပြီဆိုတော့ခွန်ကဒီစနစ်တရားနေ4လုံးကျန်ခွန်က4လုံးကျန်နေပေါ့နော်အခွန်4လုံးကျန်တဲ့အတွက်ကိုခွန်အပူးခွန်နဲ့ကဏ္ဍတစ်ကွက်ကိုခွန်6ခွန်ဆိုတဲ့ကဏ္ဍထည့်ပစ်လိုက်တယ် ပြန်ကြကနန်းကြိုက်တဲ့မိတ်ဆွေတွေဒီနှစ်နှစ်ခွန်ကိုပြီးခဲ့တဲ့အပတ်ကလိုက်ထဲမှာလည်းပြခဲ့တယ်နှစ်နှစ်ခွန်ပြန်ရတဲ့ပတ်သက်ပြီးတော့ဦးနိုင်အချိန်လေးတွေငဲွက်ပြီးတော့ပြမပြီးတော့ဘူးเนาะအဲ့တော့ကောင်းပြီဒီခွန်ဆော့ခွန်နဲ့ပတ်သက်ပြီးတော့เนาะခွန်ဆော့ခွန်နဲ့ပတ်သက်ပြီးတော့ဘာကြောင့်ဒီကနန်းလေးကိုရွေးရလဲဆိုတော့ဒီဘွဲမှာဦးနိုင်ဘူပရိတ်ရှိတယ်ပေါ့เนาะဒီဘူပရိတ်လေးကိုဒါဦးနိုင်ဒါပြပေးမယ်ဘူပရိတ်တွေကအများကြီးရှိတယ်ဒါဦးနိုင်ကစားနေကြဒီဦးနိုင်ရဲ့ line နဲ့ကနေပဲဦးနိုင်စီနီယာကစားွက်လေးကိုကစားပြမှာပေါ့เนาะ နှစ်လေးရှိလို့သူခွေလိုက်တာနှစ်လေးရှိလို့ခွေပြီးတာနဲ့နှစ်နှစ်ချားပြီးတာနဲ့ဒီသုံးလုံးပေါင်းငါရှေးပေါင်းငါနောက်ပေါင်းငါအဲ့ဒီငါဒီငါပရိလို့သူကစားတယ်အဲ့လိုကစားပြီးတာနဲ့ဒီကနန်းလေးလုံးပေါင်းခြင်းဒီနှစ်ကြောင့်ဒီနေရာမှာပရိနှစ်လို့ရိုက်တယ်တစ်နှစ်ချားတယ်တိုင်ပင်ကွာဝေးအတူတူပဲနှစ်လေးရှိလို့ပြန်ခွေတယ်ခွေပြီးတော့နှစ်နှစ်ချားတယ်သုံးလုံးပေါင်းငါနောက်ပေါင်းငါနော်သုံးလုံးပေါင်းငါရှေးပေါင်းငါနောက်ပေါင်းငါလို့ထည့် ဖြစ်ပြီးသားနဲ့ငါးပရိတ်လို့သူကစားတယ်ကစားပြန်တဲ့ဒီကနန်းလေးလုံးပေါင်းချင်းတစ်ကြောင်ပရိတ်တည်းလို့သူရိုက်တယ်ချားထဲမှာတနေချားတယ်နှင်း၄ရှိလို့ပြန်ခွေတယ်နှစ်နှစ်ချားတယ်သုံးလုံးပေါင်းငါးရှိပေါင်းငါးနောက်ပေါင်းငါးပရိတ်ငါးလို့ရိုက်ပြန်တယ်လေးလုံးပေါင်းချင်းဒီပရမနှစ်ဒုတိယတစ်ခုတတိယတုံညာလို့ကစားတဲ့တော့ကိုဒီနေရာမှာဒါတုံညာပရိတ်လို့ဒါဦးနဲ့ကစားမှာတုံညာပရိတ်ဆိုတော့ခုနပြောခဲ့တဲ့ခွန်6ခွန်ပေါ့ဗျာနော်နောက်တစ်ခါဦးနဲ့တို့ဒီမှာခွန်6ခွန် ဒါမွေးကနေပေါ့ခွန်ချောက်ကမွေးကနေကိုဒီအချိန်မှာကစားမဲ့ဟာကိုဦးနဲ့ပြအောင်ဒီဆိုင်ကနေပြီးတော့ဒါဦးနဲ့တို့ဒါနှစ်နှစ်ခွန်နော်နှစ်နှစ်ခွန်ဆိုတဲ့ကညာမွေးဆိုင်အောင်ရတဲ့ site ပေါ့နော်အဲ့တော့သူကဖြစ်စဉ်ကဘယ်လိုလာလဲဆိုတော့ဒီ၃လုံးပေါင်း၉ကိုဒီ၃လုံးပေါင်း၉လို့ကစားတယ်၉လို့ကစားပြရတယ်ဒီ၉ရယ်၆ရယ်၄ရယ်ဒီ၉အဲ့၉၆၄ဆိုတဲ့ကနန်းဒီနော် သူရဲ့နောက်တဲ့နှစ်မှာတုံညာခါနှစ်ကြိမ်ရတယ်။တုံညာခါနှစ်ကြိမ်ကြာပြီးတာနဲ့အဲ့ကိုချောင်းလေးဆိုတဲ့ကဏ္ဍဒီသူရဲ့နောက်တဲ့နှစ်မှာမွေးကနန်းအဖြစ်နဲ့လိုက်ထွက်တယ်။ထွက်ပြီးတော့သူရဲ့နောက်နောက်နှစ်နှစ်ကြိမ်မှာနောက်နှစ်ကြိမ်မှာကိုပရိကြီးလိုကစားတယ်။ဒါပထမတကက်။ဒုတိယကမှလည်းဒီ၃လုံးကိုဒီ၃လုံးကို၈ရက်၅ရက်၆ရက်၉အဲ့လိုကစားပြီးတော့တုံညာခါနှစ်ကြိမ်တံမီကွာဝေးတူတူမှာထည့်တယ်ထည့်ပြီးတော့နောက်တဲ့နှစ်မှာငါဒီထားခဲ့တဲ့၅၈၆ဆိုတဲ့ကဏ္ဍမွေးကနန်းကစားတယ်။ကစားပြီးတော့သူရဲ့နောက်တဲ့နှစ်နှစ်ကြိမ်မှာကိုပရိကြီးလိုသူရိုက်တယ်။ ုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာဒီ၃လုံးပေါင်း၉ဒီ၃လုံး၉ခွန်ရဲ၄ရဲရှိရဲ၉တုံညာခါးဒီနှစ်ကျင်းတိုင်မြင်กว่าဝိတူတူမှာကစားတယ်ကစားမိတာနဲ့ဒီခွန်လေး၈ဆိုတဲ့ကဏ္ဍဒီသူ့ရဲ့နောက်တစ်နှစ်မှာမွေးကဏ္ဍဖြစ်နေထွက်တယ်ထွက်ပြီးတော့မှနှစ်ကျင်းမြောက်မှာ၃တုံညာချောင်းအောင်ဆိုတဲ့ကဏ္ဍဂရိဘူးရိုက်တယ်ရိုက်တော့ကောင်းပြီအဲ့ဒီစနစ်ထဲမှာနော်မွေးကဏ္ဍတစ်ခွက်ပေါ့နှစ်နှစ်ခွန်ဆိုတဲ့ကဏ္ဍကိုဒါမွေးကဏ္ဍတစ်ခွက်အောင်သွားတာလေးပြီးတုံညာပရိတ်ပုံသေးခံနဲ့၈ထိလို့ရိုက်တယ် ရိုက်ပြီတာနဲ့အဲ့တုံညာပရိခံခဲ့လို့ဒီနေရာမှာတုံညာထိတ်လို့ထောက်တယ်ထောက်ပြီးတော့ခွန်းခွန်းခွန်းလို့ခွန်းတုံးလုံးကွေးလိုက်တဲ့ဒီဗရိတ်တင်းန်းသည်6ခွန်း7ဒီမှာလာထွက်တယ်ဒုတိယကမှာလည်းတုံညာပရိခံတယ်ရှစ်ထိတ်လို့ထောက်တယ်တုံညာထိတ်လို့ထောက်တယ်တိုင်မင်ကွာဝေးအတူတူတွေပဲနော်ပြီးတာနဲ့ဒီမှာ၄၄၄လို့ဖြစ်လိုက်တယ်ဒီဗရိတ်တင်းန်းသည်3၄၄ဆိုတဲ့ကနေဒီမှာလာထွက်တယ်နော်တတိယကမှာလည်းတုံညာပရိထောက်တယ်ရှစ်ထိတ်ထောက်တယ်တုံညာပရိကြောင့်တုံညာထိတ်လို့ထောက်တယ်ခွန်းခွန်းခွန်းလို့ပွေးလိုက်တဲ့ဒီတိပရိကဏ္ဍဒီဒီနေရာမှာ မွေးကနန်းဖြစ်နေသူအောင်ခဲ့အောင်ခဲ့တော့အဲ့စနေတဲ့မှာသူကဘာဒီကြံခဲ့လေဆိုတော့နော်ဘာဒီကြံခဲ့လေဆိုတော့ကောင်းပြီဒါဆိုရင်ဒီကိုးပရိရဲ့ဒီဘက်နှစ်မှာပရိလေးငါးထက်လေးနဲ့ငါးနဲ့ကိုးလို့ဖြစ်တာနဲ့သူ့ရဲ့တပွဲကျော်က၈၃၈ဆိုတဲ့ကနန်းဒီအဲ့ဒီနှစ်ထဲမှာသူကဒဲလိုက်ထွက်တယ်နော်ကောင်းပြီဒါဆိုရင်ဒီကိုးပရိဒီဘက်နှစ်မှာနော်လေးပရိငါးထက်လို့ပုံစံထောက်တယ်လေးပရိငါးဒီကိုးလို့ဖြစ်တဲ့အတွက်သူ့ရဲ့တပွဲကျော်ကိုးလေး၈ဆိုတဲ့ကနန်းဒီအဲ့ဒီနှစ်ထဲမှာဒဲထွက်တယ်နော်ဟုတ်ပြီဒါဆိုရင် ဒီ၉ပရိတ်လို့ဖြစ်တဲ့တွေဒီဘက်နှစ်မှာ၄ပရိတ်၅ထိပ်ပုံဒီ၉လို့ထောက်တယ်သူ့ရဲ့တပွဲကျော်ကခွန်ချောက်ခွန်ဆိုတဲ့ကဏ္ဍဒီနှစ်နှစ်ခွန်အောင်ခဲ့တဲ့အတွက်ခွန်ချောက်ခွန်ဒီဒီ၄ချိန်ပဲရှိတော့တာဒါတဲထွက်ရမယ်ထွက်မဲ့တော့တော့ဘယ်အချိန်မှထွက်မှလဲဆိုတော့ဒီချိန်မှထွက်ရှင်တာပေါ့နော်အဒီဖြစ်စဉ်လေးကိုတည်ပြီးတာနဲ့ဒီ၈၃၈ဆိုတဲ့ကဏ္ဍဒီမှာတဲထွက်တော့မဲ့အချိန်မှာ၉ဖြစ်ရှင်နေတည်ခဲ့တဲ့အတွက်ကိုနော်၉ဖြစ်ရှင်နေတည်ခဲ့တဲ့အတွက်ကိုသူ့ရဲ့ဒီတပွဲကျော်မှာ၉ထိပ်ဒီမှာတစ်ချိန်သူ့အပေါ်မှာတစ်ချိန်၉ထိပ်နှစ်ချိန်ထောက်ပြီးတာနဲ့သူ့ရဲ့ဒီတပွဲကျော်မှာဒီကဏ္ဍဒီတဲထွက်တယ် ဒုတိယကမ်းမှာလည်းအဲ့လိုပဲ၄ပရိ၅ထိတ်၉ကြောင်းဒီကနန်းဒီဒီနေရာမှာဒဲထွက်တော့မဲ့အချိန်မှာသူ့ရဲ့တပွဲကြောင်မှာ၉ထိတ်ဒီမှာတစ်ချိန်ဒီမှာတစ်ချိန်နှစ်ချိန်ထောက်တယ်သူ့ရဲ့ဘောမှာလုံးဝ၉ထိတ်စီးဒီမရှိတော့ဘူး၉ထိတ်ဒီနှစ်ချိန်ထောက်ပြန်တယ်သူ့ရဲ့အောက်မှာ၉လေး၈ဆိုလေကနန်းဒဲထွက်တယ်ဟုတ်ပြီဒါဆိုရင်ဦးနဲ့တို့ဒီမှာနော်၄ပရိ၅ထိတ်သူ့ရဲ့တပွဲကြောင်ဟာခွန်ချောက်ခွန်ဆိုတဲ့ကနန်းဒီဒီနေရာလေးကိုထွက်တော့မဲ့အချိန်မှာ ဒီညာလေးကိုထွက်တော့မယ်အချိန်မှာနော်ကိုထိတ်ဒီသူကနှစ်ကြိမ်ထွက်ရမှာပေါ့နော်သူ့ရဲ့မြင်းကိုမှာပြောကိုထိတ်ဒီဒီမှာတစ်ကြိမ်ဒီမှာတစ်ကြိမ်သူထွက်ခဲ့ထွက်ခဲ့တဲ့တော့ဒီညာလေးကိုဒါဥနိုင်ကထွက်ရှင်မှာဒါကတော့ဒါတိုင်ပင်မကိုက်ဘူးတော့ဒါဥနိုင်ရဲ့အင်စာလေးကိုပြနော်ဒါခွန်ချောက်ခွန်ဆိုတဲ့မွေးကနေဒီဒီချိန်ကိုထွက်ရှင်တဲ့အကြောင်းလေးကိုဦးနိုင်ကပြတာနော်အဲ့တော့ तू ကလိန်ပြီးတော့ထွက်မယ်ဆိုရင် तू ကဒီ break တိရဲ့တပွဲကြော်ကို तू ထွက်လို့ရ ပရိတ်တိရဲ့တပွဲကျော်ကိုလူထွက်လို့ရတယ်ဒီမှာလဲပရိတ်တိရဲ့ဒီဘေးမှာလူထွက်လို့ရတယ်အဲ့တော့24ချိန်မှာတော့ပရိတ်တိဒီမှာခံထားတယ်ဒီနေရာလေးမှာထွက်မယ်ဆိုရင်ထွက်လို့ရတယ်နော်အဲ့တော့ဒီဒီအချိန်ကိုကြိုက်တဲ့မိဆွေတွေကဒီအချိန်ကိုထိုးလိုက်ဒီအချိန်ကိုမကြိုက်တဲ့မိဆွေတွေက24ချိန်မှာတော့တိပရိရဲ့ဘေးမှာထွက်လို့ရတယ်ပေါ့နော်ဟောဖုန်းကလည်းခေါ်တယ်ဗျာဒါဥနိုင်ရဲ့မိဆွေတွေကိုဒီအချိန်လေးမှာထူရမယ်အတွက်နင်ကပြပေးတာဖြစ်တယ်ပေါ့နော်ဒါဒီ site လေးကဒါ legacy လေး legacy လေးပေါ့နော်ရှေးပေါင်း6 ဒီ၃လုံးပေါင်း၃ညရှေးပေါင်း6ဒီ၃လုံးပေါင်း၃ညရှေးပေါင်း6ဒီ၃လုံးပေါင်း၃ညရှေးပေါင်း6ဒီ၃လုံးပေါင်း၃ညလို့ဖြစ်တယ်အဲ့လိုဖြစ်ပြီးတာနဲ့ဒီ၃ညပရိတ်၃ညဒီလို၃ညဒီ၉ပရိတ်၉ဒီလို၉ဒီ၈ပရိတ်၈ဒီလို၈ဒီ၇ပရိတ်၇ဒီလို၇၃ည၉၈၇ဆိုပြီးတော့အတိုင်းပြည့်တယ်တဲတော့ကောင်းပြီဒါဆိုရင်ပထမကတ်မှာဖြစ်စဉ်ကိုအဲ့လိုတဲလိုက်တယ်တဲပြီးတဲ့နဲ့ဒီနှလုံးပေါင်းရှေးပေါင်း6ရဲ့ဒီဘက်တစ်နှစ်နှစ်နှစ်သုံးနှစ် လေးနှစ်မြောက်ပေါ့နော်တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်မြောက်မှာနောက်ပေါင်းချင်းရှစ်ရှစ်ပါဝါဒီသုံးလုံးသုံးလို့ထည့်မယ်နောက်ပေါင်းရှစ်ရှစ်ပါဝါသုံးလို့ထည့်တာရဒီအောက်ကဒီကနန်း၄30ဆိုတဲ့ကနန်းဒီတနည်းနှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်၆နှစ်မြောက်မှာအကွက်ရွှေ့ဖြစ်နေလိုက်ထွက်တယ်သူထွက်တော့မဲ့အချိန်မှာဒီတုံညာဗရိတ်တုံညာသုံးလုံးတုံညာကြောင့်နောက်ထောင်သုံးလုံးပေါင်းတုံညာလို့ဖြစ်ပြီးတော့မှဒီကနန်းကဒီမှာလာထွက်တယ်ဒါပထမတစ်ကဒုတိယအကမှာ ရှစ်ပေါင်း6တနည်းနှစ်သုံးနှစ်၄နှစ်မြောက်မှာနောက်ပေါင်း၈ရှစ်ပါဝါဒီ၃လုံး၃လုံးဖြစ်လို့သူ့အောက်ကကနန်းသည်တနည်းနှစ်သုံးနှစ်၄နှစ်၅နှစ်၆နှစ်မြောက်မှာအကွက်ရွှေဖြစ်နေလိုက်ထွက်တယ်ထွက်တော့မဲ့အချိန်မှာဒီကိုဒီကိုဒီလို၉လို့ဖြစ်လို့နောက်ထောင်၃လုံး၉လို့ဖြစ်တာရဲ့ဘေးမှာပဲလိုက်ထွက်တယ်ခုတတိယကတ်မှာရှစ်ပေါင်း6တနည်းနှစ်သုံးနှစ်၄နှစ်မြောက်မှာနောက်ပေါင်း၈ရှစ်ပါဝါဒီလို၃လို့ကစားပြီးတော့၃ညာ၃ညာ၈ဆိုတဲ့ကနန်းသည်တနည်းနှစ်သုံးနှစ်၄နှစ်၅နှစ်မြောက်ထဲမှာသူဒီမှာလိုက်ထွက်တယ် ထွက်တော့မယ့်အချိန်မှာဒီရှစ်ဗရိတ်ရှစ်ဒီလိုရှစ်ကြောင့်နောက်ထောင်သုံးလုံးရှစ်လို့ဖြစ်တာရဲ့ဘေးမှာပဲလုံးဝလှလှပပတိတိကျကျကိုသူကစားခဲ့တယ်။ဟုတ်ပြီဒါဆိုရင်ခုစရုပ်ထအကတ်မှာနောက်ပေါင်းရှစ်ပေါင်း6လို့ဖြစ်ခဲ့လို့တနည်းနည်းနဲ့3နည်း4နည်းမြောက်မှာနောက်ပေါင်းရှစ်ရှစ်ပေါင်းပါ3လို့ကစားခဲ့တဲ့အတွက်သူ့အောက်ကခွန်6ခွန်ဆိုတဲ့ကဏ္ဍဒီတနည်းနည်းနဲ့3နည်း4နည်းနော်ခွန်6ခွန်ဆိုတဲ့ကဏ္ဍဒီ1နည်း3 4 5 6နည်းမြောက်မှာနော်ထွက်တော့မယ့်အချိန်မှာ၅နည်းချပြီးထွက်တော့မယ့်အချိန်မှာ ီတောင်းလုံးခွန်မရိတ်ခွန်ဒီလိုခွန်လို့ဖြစ်လို့ဒီကနန်းဒီဒီနေရာကိုထွက်တော့မယ့်အချိန်မှာ နောက်ထောင်တုံးလုံးဒီခွန်လို့ဖြစ်တော့ဒီနေရာလေးကိုဒါဦးနိုင်ကထွက်ရှင်တာနော်အင်မတန်ကောင်းပါတယ်နောက်ပေါင်း၈ဒီလို၃၈၃လို့ပုံတွေဖြစ်တာရအောက်ကကနန်းဒီဒီနေရာတနည်းနည်း၃နည်း၄နည်း၅နည်း၆နည်းမြ၆နည်းမြကိုထွက်မယ့်အချိန်မှာတုံညာဖြစ်ခြင်း၃ချက်ကြောင့်နောက်ထောင်တုံညာဖြစ်ပြီးတော့မှထွက်တယ်နောက်ပေါင်း၈ဒီလို၃လို့ဖြစ်တာရအောက်ကဒီကနန်း တနေ့နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်၆နှစ်မြောက်ကိုထွက်တော့မဲ့အချိန်မှာကိုပြရှင်သုံးချက်ကြောင့်နောက်ထောင်သုံးလုံးကိုလိုဖြစ်တာရဲ့ဘေးမှာထွက်တယ်။နောက်ပေါင်းရှင်ဒီလိုသုံးသူ့အောက်ကကဏ္ဍတနေ့နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်၆နှစ်မြောက်မှာထွက်တော့မဲ့အချိန်မှာရှစ်ဖြစ်ရှင်သုံးမျိုးကြောင့်နောက်ထောင်သုံးလုံးရှစ်လိုဖြစ်တာရဲ့ဘေးမှာထွက်တယ်။နောက်ပေါင်းရှင်ဒီလိုသုံးသူ့အောက်ကကဏ္ဍတနေ့နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်၆နှစ်မြောက်မှာထွက်တော့မဲ့အချိန်မှာခွန်ဖြစ်ရှင်သုံးမျိုးကြောင့်နောက်ထောင်သုံးလုံးကလည်းခွန်လိုဖြစ်တဲ့ဘေးမှာဒါဥနဲ့က ထွက်လိုက်ချင်တော့တာပေါ့နော်။ဒါအဲ့တော့ခွန်ရှောက်ခွန်နဲ့ပတ်သက်ပြီးပြမယ်ဆိုနောက်ထပ်ကို၅မျိုးလောက်ကြံသေးတယ်ဗျာနော်။အဲ့ဒါဥနဲ့လည်းအချိန်ကုန်ငဲွက်ပြီးတော့ဒါမပြတော့ဘူးပေါ့နော်။ဒါအဲ့တော့ခွန်ရှောက်ခွန်ကြိုက်တဲ့မိတ်ဆွေကခွန်အပူးနဲ့ဒီကနန်းလေးကိုပို့ထိုးလိုက်ပါ။ဒါမှမဟုတ်ရင်ခွန်ထေစီ၃ကကြာရမယ်စနေတဲ့ကခွန်၆ခွန်ခွန်၈ခွန်ခွန်ဆောင်ကနော်ကိုကြိုက်တဲ့ဟာကိုရွေးထိုးလိုက်ပေါ့နော်ဒီအားလုံးပဲဦးနိုင်ရဲ့မိတ်ဆွေတွေနော်တက်စီကျမ်းမှာချမ်းသာကြပါစေ၂၀၂၅ခုနှစ်အကြံအချိန်တွေများပါလေဦးနိုင်နဲ့အတူတူကံတူလို့အကျိုးပေးပါစေလို့